ကချင်ပြည်နယ်ဝိုင်းမော်နယ်ဗမော်မြို့မှာကချင်လူမျိုးရေးတပ်မတော် KIA ပူပေါင်းဖွဲ့နဲ့စစ်ကောင်စီပြည်သူ့စစ်ပူပေါင်းဖွဲ့တို့အကြားတိုက်ပွဲပြင်းထန်နေပြီးကာကီစခန်းတချို့ကို KIA ပူပေါင်းအဖွဲ့ကသိမ်းယူနိုင်ခဲ့တယ်လို့ KIA ကပြောပါတယ်။အတိုဘာလအစောပိုင်းကစပြီးဝိုင်းမော်မြို့လမြန်ကျေးရွာတဝိုက်မှာနေ့တိုင်းလိုလိုနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးအတိုဘာလ၈ရက်နေ့မှာလည်းကာကီစခန်းတစ်ခုကို KIA ပူပေါင်းအဖွဲ့ကသိမ်းယူထားတယ်လို့ဆိုပါတယ်။ ိုက်ပွဲပြင်းထန်နေတဲ့ဆစ်မနာပြင်ကရှေ့ရန်ကာကင်စခန်းတွေကိုအပြန်အလှန်သိမ်းပိုက်တဲ့အခြေအနေ ဖြစ်တယ်လို့ခရရဲသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်ဗမော်မြို့မှာလည်းစက်တင်ဘာလကုန်ပိုင်းကရှေ့ရန်ကာကင်စခန်းတချို့ကို ခရရဲပူပေါင်းအဖွဲ့သိမ်းယူနိုင်ခဲ့ပြီးနောက်စစ်ကောင်စီတပ်ကစစ်ကြောင်းပြန်ထိုးလာလို့တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါရယ် 2025ခုနှစ်ဧပြီလကစပြီးစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အင်အားကို ပြလဲစုဖွဲ့ပြီးမြေရှားထွက်တဲ့ပဝါဒေတာဝိုင်းမော်ကမ်ပိုက်တီနဲ့ဇတ်ကုတ်သွဲလမ်းမိုင်းနဲ့ကြောက်စိန်ထွက်တဲ့ဖာကတ်ဒေတာတွေကိုပြန်ထိချုပ်ဖို့စစ်ကြောင်းထိုးနှိပ်ခဲ့တာပါရှင်။